ဒီမှာဖြောက်တာမပေါဘူးဒါပေမဲ့မင်းရဲ့ကက်စတင်မှာဖြောက်တာပါတယ်အဲ့ဒါဘာလဲဆိုတော့ဥကျော်ဟင်းရဲ့ဒီပညာပြမယ်ဆိုရင်လေကြည့်ကြက်ပြီးပြကြဖို့ကွာအဲ့မှာဘသူကက်စတင်ထိုင်တာလဲဆိုတော့ဥမင်းသူဥမင်းသူကိုတော့ကျွန်တော်ကြည့်ပြီးတော့မင်းတို့ကဆင်းရောက်ကနေငါ့ကို judge တယ်ငါဆင်ပေါ်ကနေပြီးတော့တရုပ်ဆောင်ပြတယ်မင်းတို့ငါ့အကြောင်းကိုပြောတာငါတိတယ်ငါမတိချင်အောင်စုံတာငါမတိတာမဟုတ်ဘူးဆိုတဲ့ဟာနဲ့ကျွန်တော် ဖြောက်ခဲ့ပါဗျာခံစားချက်တော့မဟုတ်ပါဘူးဒိုင်းနေပေါ်ဟိုကျွန်တော်တို့ဘက်ကအဲ့လိုမျိုးဒီလိုမျိုးပြောခွင့်လည်းအမှန်တကယ်တော့မရှိပါဘူးဒါပေမဲ့ casting ဆိုတော့ကိုယ့်ဘက်ကဒီ freedom တစ်ခုကိုကျွန်တော်တို့ကပေါ်ဆောင်တာပဲရှိတာပါဗျာဒီမှာကင်မရာတွေအများကြီးရှိတယ်ကျွန်တော် attention ရခြင်းကျွန်တော်ဒီမှာစကားတစ်ခုရဲ့နဲ့ကျွန်တော်ဆဲလိုက်ချက်ချင်း attention ရသွားမယ်ကျွန်တော် attention လိုခြင်းကျွန်တော် TikTok ထဲမှာထိုင်ဆဲနေလို့လည်းရတယ် ျွန်တော်အတန်းရှင်းရှာခြင်းလို့မဟုတ်ကျွန်တော်အရေးချင်းပြခြင်းလို့ပြိုင်ပွဲတွေဝင်ပြိုင်နေတာပါဗျာဟိုဘက်မှာလည်းကျွန်တော်အကောင်းဆုံးစူးစမ်းခဲ့ပြီးသလိုဒီဘက်မှာလည်းကျွန်တော်ရောင်းနေတဲ့အတွက်ကြောင့်ဒီဘက်ကိုလည်းကျွန်တော်အကောင်းဆုံးစူးစမ်းပြီးကျွန်တော်ဘယ်နေရာပဲဖြစ်ဖြစ်ကျွန်တော်ကိုဒီခေါ်ရိုက်တဲ့ driver တွေရှေ့မှာတော့ကျွန်တော်အကောင်းဆုံးစူးစမ်းနေထိုင်မှာပါဗျာဒီကပြန်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်ဒီတရုတ်ဆောင်ပိုင်းမှာပို့ပြီးတော့အာဒီကနေပြီးတော့ဒီ ဟိုအခွင့်လန်းတွေရမလားဆိုတဲ့စိတ်နဲ့ကျွန်တော်လာပြိုင်တာပါဗျာဟုတ်ပထမဦးဆုံးပြိုင်တာကကြတော့အဖေနဲ့တားနဲ့ဆင်းပေါ့နော်ဒုတိယဆင်းကတော့ကျွန်တော်ရဲ့ signature ဖြစ်တဲ့ကိုကိုဘေဘီဟာကိုပဲတရုတ်ဆောင်ခဲ့တာပါဗျာအရှိမကျွန်တော် Super Star Academy မှာ top 20လဲဝင်ထားပါတယ်အာပြီးတော့ပွဲလေးတွေလည်းနည်းနည်းဖြစ်ထားတယ်ပေါ့နော်အာဒီဟာဒီပြိုင်ပွဲဝင်တာကကြတော့အဲအရှိရပြိုင်ပွဲတွေကပွဲတွေကိုကျွန်တော် ရှောင်ပြီးတော့နေခြင်းလို့ဒီပြိုင်ပွဲကိုအေးစစ်စစ်လာပြန်ပြတာပါဗျာဒီပြိုင်ပွဲမှာထူးခြားချက်တစ်ခုကတော့ကျွန်တော် casting တွေအများကြီးဝင်ပြိုင်မှုတွေရွှေကြိုလဲကျွန်တော်အရင်ကရွှေကြိုဒါပေမဲ့ဒီ casting မှာဘာထူးခြားတာရှိလဲဆိုတော့မနက်စာကြိုးရေး that's it နီးလေစားလဲပါတယ် coffee လဲတိုက်တယ်မိုက်တယ်ပြီးတော့ဒီ casting မှာဒီအာအနီချိုပြုံးတို့ကိုရန်လေးတို့တီစင်တို့အာဆီယာမောင်တီတို့အများကြီးပဲဗျာဟိုဘယ်လိုပြောရမလဲသူတို့ရဲ့ feedback အကောင်းတွေကိုရတယ်ဗျာဟိုလာပြိုင်တဲ့သူတွေကတော့အကျိုးမရောက်ပါဘူးအကျိုးရှိသွားတာပဲရှိမယ်သူတို့ဘာတွေကိုယ် recommend ပေးမလဲဆိုတော့ကိုကကြားရတာပေါ့ဟုတ်ဆီယာမောင်တီကကြတော့ကျွန်တော်နဲ့ကအရင်တော့ဆီယာနဲ့တပည့်ဆိုတော့ဆီယာဟိုကပြောရဲတယ် ကျန်တဲ့သူကိုဆိုကိုရန်လေးကြတော့ကျွန်တော်နဲ့ကတိတ်ပြီးတော့မရင်းလေးတော့ကိုရန်လေးကိုကြည့်ပြီးတော့အဖေအဖေဆိုပြီးခေါ်ဖို့ကြတော့ကျွန်တော်ဘက်ကနည်းနည်းအားနာဟုတ်ဒါပေမဲ့အဲ့မှာအဲ့မှာဟိုကတိစိကဘာလဲအာအနီချိုပြောင်းကနေပြီးတော့တားဖို့ပြောတယ်ตัวอ่างเอาจ้ะတော့ဘာလို့ baby လို့မတုံးရတာလဲဆိုတော့အနေချိုပြောအောင်လဲဒါအကဲအခါခွင်းတင်ရင် baby လို့ပုံစံနဲ့တယူဆောင်ပေးခြင်းမာသေးတယ်လို့ဟုတ်ဒီမှာဖြုတ်တာမပါဘူးဒါပေမဲ့မနေ့က customer ဖြုတ်တာပါတယ်အဲ့ဒါဘာလဲဆိုတော့ဥကြောဟင်းရဲ့ဒီ ပညာပြမယ်ဆိုရင်လည်းကြည့်ကြပြီးပြကြဖို့ကွာအဲ့မှာဘသူကတ်စင်ထိုင်တာလဲဆိုတော့ဥမင်းသူဥမင်းသူကိုတော့ကျွန်တော်ကြည့်ပြီးတော့မင်းတို့ကဆင်းရောက်ကနေငါ့ကို judge တယ်ငါဆင်ပေါ်ကနေပြီးတော့တရုပ်ဆောင်ပြတယ်မင်းတို့ငါ့အကြောင်းကိုပြောတာငါတိတယ်ငါမတိကြအောင်စုံတာငါမတိတာမဟုတ်ဘူးဆိုတဲ့ဟာနဲ့ကျွန်တော်ဖြုတ်ခဲ့ပါလေဗျဟုတ်အဲ့မဟုတ်ပါဘူးဟုတ်ပါဦးမင်းသူเนี่ยကျွန်တော်အရှိန်မကားရိုက်ဘူးလေဗျဟုတ်မင်းသားဘာလို့လာပြိုင်တာလဲတဲ့အဲ့ဒါပဲပြောပါရစေ ဟုတ်အရှင်းမှာကားရိုက်ဘူးလို့ခံစားချက်တော့မဟုတ်ပါဘူးဒိုင်းလေးပေါ်ဟိုကျွန်တော်တို့ဘက်ကအဲ့လိုမျိုးဒီလိုမျိုးပြောခွင့်လည်းအမှန်တကယ်တော့မရှိပါဘူးဒါပေမဲ့ casting ဆိုတော့ကိုယ့်ဘက်ကဒီ freedom တစ်ခုကိုကျွန်တော်တို့ကပေါ်ဆောင်တာပဲရှိတာပါဗျာကိုယ့်ဘက်မှာလည်းကျွန်တော်အကောင်းဆုံးစူးစမ်းခဲ့ပေးသလိုဒီဘက်မှာလည်းကျွန်တော်ရောင်းနေတဲ့အတွက်ကြောင့်ဒီဘက်ကလည်းကျွန်တော်အကောင်းဆုံးစူးစမ်းပေးကျွန်တော်ဘယ်နေရာပဲဖြစ်ဖြစ်ကျွန်တော်ကိုဒီခေါ်ရိုက်တဲ့ driver တွေရှေ့မှာတော့ကျွန်တော်အကောင်းဆုံးစူးစမ်းနေထိုင်မှာပါဗျာဒီမှာကင်မရာတွေအများကြီးရှိတယ်ကျွန်တော် attention ရခြင်းကျွန်တော်ဒီမှာစကားတစ်ခုရဲ့နဲ့ကျွန်တော်ဆဲလိုက် ချက်ချင်းအတန်းချင်းရောက်သွားမယ်ကျွန်တော်အတန်းချင်းလိုချင်ကျွန်တော်တစ်တော့တွေမှာထိုင်ဆဲနေလို့လည်းရတယ်ကျွန်တော်အတန်းချင်းရှာခြင်းလို့မဟုတ်ကျွန်တော်အရေးချင်းပြခြင်းလို့ပြိုင်ပွဲတွေဝင်ပြိုင်နေတာပါဗျကွန်မန့်တွေကိုကျွန်တော်အဲ့လောက်ထိမကြည့်ဖြစ်ပါဘူးဗျဘာလို့လဲဆိုတော့ကျွန်တော်လည်းကိုယ့်အားနဲ့ကိုယ်မအားတာနဲ့အလုပ်တွေကျွန်တော်ကွန်မန့်တွေကိုမကြည့်ဖြစ်ပါဘူးကျွန်တော်ရှင်းပြိုင်နိုင်အားတွေကအကုန်လုံးအတူတူတွေလို့ဖြစ်နေတယ်အဲ့ဒါတော့မှန်ပါတယ်ကျွန်တော်ရှင်းပြိုင်နိုင်ရဒီလိုမျိုးဒေါသထွက်မယ်ငိုမယ်အဲ့လိုမျိုးကိုကိုဘေဘီကလုံမယ်ဒါပေမဲ့ဒီထက်ပိုကောင်းတဲ့ဟာတွေကျွန်တော်ဘက်ကပြိတ္တကိုချပြခြင်းအော် အာအမုံမြက်ရည်ဆိုတဲ့ကားမှာကျွန်တော်ရဲ့အိုက်တယ်မတူပါဘူးအဲကားမှာကျွန်တော်ပါပါတယ်ရမုံမြက်နဲ့မရမုံမြက်နဲ့မှာဟုတ်အစ်တစ်ပြီးမှာပါဟိုအခုမှစတက်တစ်စဆိုတော့နည်းနည်းအစ်တစ်ကိုပေးဖို့ကနည်းနည်းခက်နေတယ်လို့တင်းတင်းငင်သွားနေတဲ့ပြိတ္တတွေရောရှိပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ဟို signature ကိုကနည်းနည်းလှုပ်လှုပ်ရွရွမှာအဆင်ပြေတာမဟုတ်လို့ပါဗျပြိတ္တတွေဟိုပြိတ္တတွေဆိုတာထက်ကျွန်တော်အခုချိန်မှာ comment မှာဒီပြောနေတဲ့ဟာတွေပေါ့နော် comment မှာပြောနေတဲ့ဟာတွေတခုချင်းစီကိုကျွန်တော်ဘက်ကဒီကျွန်တော်ဘက်ကအကုန်လုံးတောင်းပန်ဖို့ကကျွန်တော်အခုချိန်မှာတော့ကျွန်တော် တေချာမတောင်းပန်သေးပါဘူး။အော်တခုကျွန်တော်ဒီမီဒီယာရဲ့အားလုံးရှိမှာကျွန်တော်တခုပြောချင်ပါတယ်။ကျွန်တော်ကိစ္စတခုဖြစ်သွားတယ်ဗျာ။အဲ့ကိစ္စမှာကျွန်တော်ခင်မိုးမိုကြီးဖြစ်နေတယ်။ဒါပေမဲ့ကျွန်တော်မိန်ကလေးတယောက်ကိုအထက်လောက်ပြီးတော့အထန်းရှင်းရှာရလောက်တဲ့ဒီကျွန်တော်အောက်တန်းမကြောက်ဘူးဗျာ။ဒါပေမဲ့အာကျွန်တော်ဘက်ကဗာပြောချင်လဲဆိုတော့စကားကိုကိုကအရင်စပြောရင်စဉ်းစားပြီးမှပြောစကားဆိုတာပြောရရင်မကောင်းစဉ်းစားပြီးမှပြောရင်အမားပါတာနဲတယ်အဲ့တော့ ဘိုင်နင်းနေတက်တာကိုလည်းရှော့ပါလို့ကျွန်တော်တို့သူ့ကိုပြောချင်ပါတယ်ဗျဒီပြိုင်ပွဲမှာကျွန်တော်ပါဝင်ရှင်ပြိုင်ထားတာကိုလည်းကျွန်တော်တို့တွေ့ရင်အားပေးကြပါအာကျွန်တော်နာမည်ဖြိုးရံကြပါဒီထက်ပို့ပြီးတော့လည်းကျွန်တော်ဘက်ကကြိုးစားပါအောင်မယ်လို့ဟုတ်